ရေလဲကူးရက်လေပေါ်လဲပြန်ရတဲ့ငါးပြန်များပင်လယ်သမုဒ္ဒရာရဲ့အကျေပြောလာတဲ့ကဘာကြီးမှာထူးခြားဆန်းပြတဲ့တတ်တော်ဝါရီအများအပြားရှိတဲ့နဲ့ပြန်နိုင်တဲ့ငါးရီဟာသူတို့ရဲ့ထူးခြားတဲ့စွမ်းရည်ကြောင့်မလို့လူအများရဲ့စိတ်ဝင်စားမှုကိုအမြဲတမ်းဖန်ဆာနိုင်ခဲ့ပါသည်ငါးတော်ကောင်ဖြစ်ပေမဲ့ရေပေါ်ကနေလေလဲကိုခုန်ပြနိုင်စွမ်းရှိတာဟာတဘာဝရဲ့အမကန်းဖန်နီးမှုတစ်ခုပဲဖြစ်ပြီးသူတို့ကိုပင်လယ်ပြင်ရဲ့လှိဝတ်ဆန်းကျတဲ့တတ်တော်ဝါရီအဖြစ်သတ်မှတ်နိုင်ပါသည် ကဘာတဝန်းကနှွေးထွေးတဲ့သမုတ်တရားတွေမှာတွေ့ရတယ်။ပြန်နိုင်တဲ့9မျိုးစိတ်40ကျော်ရှိပြီးသရီးရဲ့ရှင်တမှုပုံစံကတကယ်ကိုစိတ်ဝင်စားစရာကောင်းလာပါတယ်။ဒီနေ့မှာတော့ယူသက်အန်တဲ့ဒိမန်ကနေပြီးရေလဲကူလေပေါ်လဲပြန်တတ်တဲ့အတောင်မှန်ပါရင်ငါးတွေအကြောင်းကိုတင်ဆက်ပေးကြပါမယ်။ပြန်နိုင်တဲ့ငါးရီရဲ့အဓိကထူးခြားချက်ကတော့သူတို့ရဲ့ကြီးမားပြီးတော့အတောင်ပံလိုပုံစံရှိတဲ့ရင်ဘတ်စူးတောင်တွေပဲဖြစ်ပါ ड़ी ဒီစူးတောင်တွေဟာငှက်တရဲ့အတောင်ပံလိုပဲလေထဲမှာပြန်ဝင်နိုင်အောင်လို့ကူညီပေးတာပါ ငါးရီဟာရေထဲကနေအရှိန်ဟုန်ပြင်းပြင်းနဲ့ခုန်ထွက်လာပြီးတဲ့နောက်မှာတော့သူတို့ရဲ့အမီးစူတောင်ကိုမြန်နှုံးမြင့်လှုံရှားခြင်းနဲ့လေထဲမှာအရှိန်ယူကြပါတယ်။အဲဒီနောက်မှာတော့ကြီးမားတဲ့ရင်ဘတ်စူတောင်တွေကိုအတောင်ပံနေလိုဖြန့်ချက်ပြီးလေဟုန်ကိုစီးသလိုမျိုးအကွာဝေးတစ်ခုအထိပြန်တန်းသွားကြပါတယ်။အဲ့လိုမျိုးပြန်တန်းတဲ့နေရာမှာလေတူတူသေးသေးလေးနေရာကိုရောက်တာမဟုတ်ပါဘူး။သူဟာတကယ်ကိုမှခက်လန်းလန်းနေရာအထိရောက်တာဖြစ်ပါရည်။ဒီချိန်ပြန်တန်းတဲ့နေရာမှာမီတာ200ပေ650ဝန်းကျင်ကနေမီတာ400ပေ1300လောက်အထိအကွာဝေးကိုရောက်ရှိနိုင်ပြီး လေကောင်းလေတန်းရရနေရဒါမှမဟုတ်လေတိုင်အားပြင်းထန်တဲ့အခါမျိုးတွေမှာ45စက္ကန့်လောက်အထိလေပေါ်မှာပြန်ဝင်နေနိုင်ပါတယ်။သူတို့ရဲ့ပြန်တန်းနှုန်းကလည်းတနာယူကို80ကီလိုမီတာဒီလောက်အထိရောက်ရှိနိုင်ပါတယ်။ဒီပြန်နိုင်တဲ့ငါးရီလေထဲကိုခုန်ပြင်ရခြင်းအဓိကရည်ရွယ်ချက်ကတော့ဒါရဲတိတ်ဆန်နေရဲ့ဘီကနေထွက်ပြေးလို့မြောက်ဖို့ဖြစ်ပါတယ်။ဘီလေပြမောသူတို့ကိုလိုက်လံစားသုံးနေတဲ့တခြားငါးကြီးတွေဥပမာဒူနာငါးရီဒါငါးရီဝီလာငါလိုမျိုးတတ်တော်ရရဲ့ဘေးကနေလွတ်မြောက်နိုင်ဖို့အတွက်လေထဲကိုခုန်ပြန်ပြီးတော့ထွက်ပြေးခြင်းအပြင်လွတ်မြောက်နိုင်ကြပါသည် ဒါဟာသူတို့ရဲ့ရှင်သန်မှုအတွက်အလွန်ထိရောက်တဲ့ကာကွယ်ရေးနည်းလမ်းတစ်ခုလည်းဖြစ်ပါရည်ဒီထဲမှာပြန်နေတဲ့အချိန်မှာရေတဲကသားရဲတလိမ့်ဆန်တွေကသူတို့ကိုမလိုက်နိုင်တော့ဘဲပြန်လဲချဆင်းလာတဲ့အခါတခြားတဏျာကိုရောက်ရှိသွားတာမျိုးဖြစ်နိုင်ပါ रे ဒီထူးခြားတဲ့စွမ်းရည်တွေပြင်ပြန်နိုင်တဲ့ငါးရီဟာဂီဟာစနစ်အတွင်းမှာလည်းအေးပါကြပါ रे သူတို့ဟာပင်လယ်ပြင်ကအစာကွင်းဆက်ဖူချိန်မှာအေးပါတဲ့အစိပ်ပိုင်းတစ်ခုဖြစ်ပြီးဒင်းငယ်တဲ့အင်းဆက်ပုံမွားတွေနဲ့ပလန်တွန်လေးတွေကိုစားတောက်ကြပါ रे ပူကြီးတဲ့တတ်တော်ရီရဲ့အစာရင်းအဖြစ်လဲအသက်ရှင်နေထိုင်ကြတာဖြစ်တဲ့အတွက် သူတို့ဟာအစာကွင်းဆောင်မာတကယ်ကိုရေးပါတာပါသူတို့ရဲ့လှပပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့ပြန်တမ်းမှုပုံစံတွေကြောင့်လူအများရဲ့စိတ်ဝင်စားမှုကိုရရှိခဲ့ပြီးရုပ်ရှင်တွေမှတ်တမ်းရုပ်ရှင်တွေနဲ့ပင်လယ်ပြင်ဆိုင်ရာယဉ်ကျေးမှုတွေမှာထင်ရှားတဲ့နေရာကနေပါဝင်ပတ်သက်လို့နေပါတယ် ထင်ရှားတဲ့ရုပ်ရှင်ဇာတ်ဝင်ခန်းတစ်ခုကိုပြောရမယ်ဆိုရင် Life of Pine လို့ခေါ်တဲ့ကမ္ဘာမှာအကောင်းဆုံးရုပ်ရှင်ဇာတ်ကားတွေကတစ်ခုအပါဝင်ဖြစ်တဲ့ဒီဇာတ်ကားမှာဆိုရင်အဲ့ဒီငါးပြန်တွေကိုမြမြဆဆပြည်သက်ကြီးတွေမြင်မှုကြပါလိမ့်မယ်အကယ်၍မကြည့်ရသေးဘူးဆိုလို့ရှင်လဲကြည့်ဖို့အတွက်အကြံပေးချင်ပါသေးဗျာနိုင်တဲ့ငါးတွေဟာတဘာဝတရားရဲ့အမကန်ဒိုင်းနဲ့ရှင်သန်နေထိုင်နိုင်စွမ်းကိုထူးခြားစမ်းကြဲစွာဖော်ညွှန်းနေတဲ့တတ္တဝါတွေပဲဖြစ်ကြပါသေးတယ် ။နောက်ထပ်လည်းအခုလိုမျိုးစိတ်ဝင်စားစရာအကြောင်းအရာတွေကိုရှားဖွေတင်ဆက်ပေးဖို့မလို့ကျွန်တော်တို့ရဲ့ YouTube Entertainment Channel လေးကိုလည်း Like and Follow Subscribe လုပ်ဖို့အတွက်မမေ့ပါနဲ့။အဆုံးထိကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။